ခင်မွန်ကောင်းအိမ်တော်တစ်ခုမှာအဘေးအယူမျှတစွာချက်ကြတယ်ဆိုတာဟာအင်မတန်မှကြက်တည်ရှိတဲ့မင်္ဂလာတစ်ပါးဖြစ်ပါလိမ့်။ဒါကိုဆက်ရုပ်တဲ့မိတ်ဆွေအပေါင်းအသင်းတို့ကမျှောက်ပင့်ပေးတတ်ကြပြီးသဘောတော်မပြည့်တဲ့ခန့်ညံ့ညံ့ဆွေမျိုးတွေကတော့ကဲရဲ့ပြစ်တင်တတ်ကြပါလိမ့်။နေနဲ့မရနှစ်ယောက်လုံးမခန့်ချီမခန့်သာစကားလုံးတွေတုံးပြီးသွေးကွဲစီတဲ့စကားမျိုးတွေကိုလည်းပြောတတ်ကြပါလိမ့်။တကယ်တော့ခင်မွန်ကောင်းဆိုတာဇနီးပေါ်နိုင်ထက်စီးနေမပြည့်တဲ့သူပါ။ဇနီးကအမြဲတမ်းလေးစားချစ်ခင်အောင်လည်းပြုမှုနေထိုင်တတ်သူပါအိမ်တော်ဦးစီးတာဝန်ကိုလည်းအပြည့်အဝလောက်ကန်ဆောင်ရွက်နိုင်တဲ့သူလည်းဖြစ်ပါလေ ။အဝင်းညင်မခင်မုန်းတဲ့ကကိုဇနီးပေါ်တဲတဲလှုပ်ချစ်တာမြင်နေရတာအပြစ်ဖြစ်နေလား။ဒီလိုခင်မုန်းမျိုးကိုဇနီးတိုင်းကတောင်းတလိုချင်ကြပါလိမ့်မယ်။အိမ်တော်ကြီးတစ်ခုခိုင်မြဲဖို့ဆိုတာခင်မုန်းတဲ့ဇနီးအပြန်အလှန်ချစ်ချင်းမြတ်တာတခုတော့ရှိနေတယ်မာရီ။ဇနီးတယောက်ရဲ့ပျော်ရွှင်မှုတွေဟာခင်မုန်းတဲ့ရဲ့ချစ်ချင်းမြတ်တာပဲဖြစ်ပါလိမ့်။ဒါကြောင့်ပျော်ရွှင်နေတဲ့ဇနီးတဲ့တယောက်ရဲ့ဘဝမှာတိတ်ခါရှိပြီးလေးစားထိုက်တဲ့ခင်မုန်းကောင်းတယောက်ရှိနေလို့ပါ။အမြဲတမ်းမိုင်းထွေနေပြီးအလိုမကျဖြစ်နေတတ်တဲ့ဇနီးရဲ့နောက်ကွယ်မှာတိတ်ခါမဲ့ပြီးဖောက်ပြန်တတ်တဲ့ခင်မုန်းဆိုးရှိနေပါလိမ့်မယ်။ ျက်စီးဥစ္စာမပြည့်စုံပေမဲ့ခင်မုန်းကောင်းသာရှိနေပါစေ။စိတ်ပျော်ရွှင်စွာနေနိုင်မှာဖြစ်ပြီးပျက်စီးဥစ္စာချမ်းသာပေမဲ့ခင်မုန်းကောင်းမရှိတဲ့အခါစိတ်ပျော်ရွှင်မှာမဟုတ်ပါဘူး။ဒါကြောင့်ခင်မုန်းကကိုယ့်ရဲ့ဇနီးကိုချစ်ပြတာဟာချက်စရာမဟုတ်ပါဘူး။ဒါဟာအထင်ကြီးပြီးလေးစားချီးကျူးဖို့ကောင်းတဲ့ခင်မုန်းကောင်းရဲ့အပြုမူပါ။ဒီလိုဇနီးမောင်နှံရဲ့အပြန်အလှန်ချစ်ခင်ကယူဆိုင်တတ်မှုတွေဟာပျော်စရာကောင်းတဲ့အိမ်တော်ရေးတစ်ခုကိုပိုင်ဆိုင်ရမှာဖြစ်ပါလိမ့်။စိတ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေသာရှိပါစေ။အားရနေမှာအမှန်ဖြစ်ပါလိမ့်။ယောက်ျားတိုင်းခင်မုန်းကောင်းများဖြစ်ကြပြီးဇနီးတိုင်းခင်မုန်းပေါ်မှာ လေးစားစွာတန်ဖိုးထားတတ်ကြပါစေ။တကယ်ချစ်တတ်သောခင်မုန်းကောင်းကိုပိုင်ဆိုင်နိုင်ကြပါစေ။